လူချာငယ်ငယ်တော့ကြာမလုပ်ရဲဘူးကြောက်တာလူချာကြာအဲ့လိုတူဆောင်လုံးမဲ့ဆိုပြီးတော့အဲ့လိုမျိုးလေးအစိတ်ကူးထဲမှာမတွေးရဲတာငယ်ငယ်တော့ကကြာတော့ဟိုမှန်ရှိမှာတော့ကွာနဲ့ကောအဲဟိုလိုဒီလိုတွေကတော့ပဲများတာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့လွတ်ချက်လည်းမထင်တာ။အဲကြောင့်လွတ်ချက်ဆက်စားကျွန်တော်ဆို presenter ပဲလုပ်ခဲ့ရလေ။အဲ presenter လုပ်ခဲ့ရနေပေမှာတရုတ်ဆောင်ဘက်ကိုအဲဒီလိုအခွင့်အရေးရလို့ပေါ့နော်။အဲ့လိုကူးပြစ်သွားတာပါလို့။อืมအခုကကြတော့ ဟုတ်ပဲဒီဘက်လိုပဲဘာလို့လဲဆိုတော့လွန်ချက်ရကြတော့အပြင်မှာဆိုရင်လည်းအာဒီ MC ပေါ့နော်ပွဲခမ်းနားမှုတွေလည်းလုပ်တယ်ပြီးသားပြီဆိုရင်ဒီတရုတ်ဆောင်ဘိုင်းမှာလည်းလုပ်တယ်ဆိုတော့အဲနောက်ခုလောင်းကလေဘက်တာနေလဲတော့မပြောတတ်သေးဘူးရှင် အအရင်ဆုံးပါဝင်ဖြစ်သွားတာကြတော့ဒီဇကားကိုရေးတဲ့ဇန်ညွေးဆရာကြတော့လွန်ချိန်ရဲ့အထက်တန်းတုန်းကသင်ခဲ့ဆရာတယောက်ပေါ့နော်ဆရာကအခုချိန်မှာဇန်ညွေးလေးရေးနေတဲ့ချိန်မှာလွန်ချိန်တည်တယ်အရှိမဆိုတဲ့ဆရာဇန်ညွေးလေးအများကြီးထားတယ်ပြီးတော့ဆရာရဲ့ဇန်ညွေးလေးရမှာဒီစီရီယာ ဒုတိယမြောက်စီရီဖြစ်တယ်အဲ့မှာမှာဇာတ်နေပြောလို့ဆရာတို့တမီးဒီလိုကာရိုက်တာလေးရှိရဲဆိုပြီးတော့ပြောလာတဲ့အခါမှာကိုကကာရိုက်တာကိုလည်းသဘောကျတယ်ပြီးတော့ဆရာရဲ့ဇာညုံမှာအရင်ကလည်းပြုတ်ဆောင်ခြင်းခဲ့တာဆိုတော့အဲဆရာလာကန်းလန်းရဲ့နဲ့လို့ဆရာပြုတ်ဆောင်ပြသွားပါရှင့်ဟာအဲဇေယောကကျတော့လွန်ချက်ကိုအဲတိတ်ပြီးတော့မမြင်တွေ့ဘူးတဲ့ပုံစံလေးလည်းဖြစ်လိမ့်မယ်ဒါပေမဲ့အရှိမအောင်ဆရာဗန်တော့ရိုက်ခဲ့မယ်ဒါပေမဲ့ဒါဒီလေးကကာရိုက်တာကြအရင်ဗန်တော့မဆန်ဘူးဒါပေမဲ့သူကတထေးတမီးလေးတယောက်အနေနဲ့မြင်တွေ့ရမယ်သူက928 1500ချစ်ချင်းနေမှာဆို1500အောင်နည်းနည်းသူကအလေးတ da e, ဟုတ်လွန်ချက်ရဲ့အထင်တော့ဒီကာယလန်မြစ်တာအဆီဇင်2မှာတော့ပြိတက်တွေကစပြီးတော့တည်ထားမိမယ်လို့ထင်ပါတယ်။အဲဒီမှာတော့လည်း fan character ဆိုတော့ပြိတက်တွေလည်းမုန်းခဲ့တာပေါ့နော်။ဟုတ်ဟုတ်အကုန်လုံးကလက်တွဲခေါ်ပေးကြတယ်။ကိုယ်အချက်မောင်းနေလည်းပါတယ်မှာကိုဆိုင်းစီရိုနဲ့လည်းလွန်ချက်ဆောင်ရတဲ့ဆင်းနေပါတယ်ပေါ့နော်။အဲဒီမှာဆိုအကိုတွေကအာပြောပြပေးတယ်။ပြီးသွားပြီဆိုရင်အဲဒီမှာ director ကိုရန်ဖီဆိုရင်လည်းလွန်ချက်တော်တော်လေးကူညီပေးခဲ့တယ်။အာအဲဒီရဲ့ရောက်များရဲ့မှာဆိုရင်ကြည့်လိုက်ရင် character ကရိုးရှင်းတယ်လို့ထင်ရပေမဲ့သူ့မှာဒီမြုပ်ွက်လေးလည်းပါဝင်နေပေါ့နော်။ အဲဒီချိန်မှာအရင်ကြီးလဲပြောပြလို့မရသေးတာနားလည်ပြီးပါဒါပေမဲ့အလိုမြုပ်ကွက်လေးပါတယ်ကြည်လိုက်ရင်တော့ရွှေရှင်ရဲ့ character ပဲမယ်အာတကယ်ကိုကြည်ရတာလဲတမ်းမဲ့ဇာတ်ကားလဲဖြစ်တယ်ပေါ့နော်ဟုတ် ဟုတ်အဲလွှင့်ချော်ကြတာတယောက်ဆောင်အစ်စ်ဆိုတော့ကြတော့လေအဲ့လိုဇက်ရုပ်ပဲဇက်ရုပ်ပဲဇက်ရုပ်ဆိုပြီးတော့ကြတော့ရွေးရမျိုးတော့တိတ်မရှိဘူးဒါပေမဲ့အဲကို့အနေနဲ့ဒီဇက်ရုပ်တစ်ခုကိုလက်ခံပြီးသွားရဲဆိုတော့ဒီဟာကိုကို့အနေနဲ့အာလုံနိုင်လားဆိုရဲပေါ့ကိုကိုကိုပြန်မေးတာပေါ့နော်အဲအခုဆိုရင်လွှင့်ချော်တယောက်ဆောင်ရဲ့ဒီဇက်ကောင်လေးတွေကကြတော့တစ်ခုနဲ့တစ်ခုတော့မတူသေးဘူးမထက်သေးဘူးပေါ့နော်လွှင့်ချော်မှာကအရင်တည်းကအဲ့လိုတွေးထားတဲ့အဲကာရိုက်တာလေးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အရင်အများကြီးရှိတယ်ဒါပေမဲ့လွှင့်ချော်တွေးခဲ့ဆက်ဆက်ပြင်တွေးခဲ့တာကြတော့ဗန်ကိုတယောက်ဆောင်နေတယ်လို့တွေးခဲ့တယ်အဲ့မှာဆိုလွှင့်ချော် ဗန်ကိုတရုတ်ဆောင်ခွင့်ရခဲ့ရတယ်။ဒါပေမဲ့နောက်ထပ်တစ်ခုလွတ်ချက်လွတ်ချင်ခဲ့တာ။နည်းနည်းအဲဆိုက်ကိုဆန်တဲ့ character လေးပေါ့။ဒါပေမဲ့သူ့အကြည့်လိုက်ရင်တော့ပုံမှန်လေးပဲ။ဒါပေမဲ့သူက သူ့ရဲ့အတွင်းစိတ်မှာပဲသူကသူ free back ဖြစ်တဲ့ပုံစံလေးပေါ့နော်ဒါတော့ကိုယ့်ကိုယ်စိတ်ကူးယဉ်ကြည်တာပေါ့အဲပြီးတော့လင်းချေနောက်တစ်ခုကကျတော့စကားထဲမှာကွာတရုတ်ဆောင်မင်းသမီးအနေနဲ့အပါဝင်ခြင်းတဲ့ character မျိုးကြီးလေလင်းချေအဲ့လိုတွေးရပေါ့နော် character မျိုးဆိုတွေးတွေးပြီးကိုကဘယ်လိုရုပ်ဆောင်ကြည့်နေလဲဒီလိုရုပ်ဆောင်ကြည့်နေလဲဆိုအရင်လေးကလည်းတွေးဘူးတာဆိုတော့အဲဒါပေမဲ့အဲ့ဒီထဲမှာ character 3ခုထဲမှာလင်းချေနှစ်ခုကတော့တရုတ်ဆောင်ပြီးသွားပြီပေါ့နော်ကာလည်းမှာ van character နောက်တစ်ခုအဲ့လိုဒီဇလန်ဒရဲမှာကွာတရုတ်ဆောင်မင်းသမီးအနေနဲ့ကတော့အခုလွှင့်နေတဲ့အရေးရောက်များဆိုဇလန်ဒရဲမှာတော့လင်းချေပါဝင်ထားပါတယ်ဟုတ် အဲ့လိုကြတော့လေလုံချက်တော့ဟိုစ조사တော့조사ကြည့်စီတယ်ဒါပေမဲ့တချို့ character တွေမှာကြတော့ကိုလုံးနိုင်လားမလုံးနိုင်လားဟိုပဲလာကန်လန်းတဲ့အခါမှာဆိုရင်ဒီ character ကိုကိုအနေနဲ့ပြန်စဉ်းစားရတာပေါ့နော်တချို့ဆက်ရောက်ကြတော့နည်းနည်းကိုတို့တာဝန်ကြီးတာတွေတို့ကိုလုံးနိုင်မှာမလားတို့အဲ့မျိုးလေးတွေတော့ပြန်ပေးရတာပေါ့အခုမှကတက်သစဆိုတော့ကြတော့လေကိုအနေနဲ့လုံးနိုင်တဲ့အတိုင်းဒါဟုတ်လားလုံးနိုင်တဲ့အတိုင်းဒါမဟုတ်ဘူးလားဆိုတော့ကိုကကိုပြန်မေးပြီးတော့ပဲနည်းနည်းအဲစဉ်းစားပြီးလက်ခံရတာပေါ့ဟုတ်อืมလို စဉ်မှာတော့စိတ်နှောင့်ယှက်ဖြစ်စရာတော့လွန်ချက်နေနဲ့မကြုံဘူးသေးဒါပေမဲ့အာဝမ်းနေစရာလေးကြတော့အဲ့လိုလွန်ချက်တော့အဲ့လို heavy စိတ်နေပေါ့နော်ဒီလိုငိုတဲ့စိတ်နေမှာကြရရင်အဲ့လိုဝမ်းနေစိတ်ကကြာအဲ့လိုထက်ရတာဆိုတော့အဲ့အဲ့အချိန်လေးတော့ဝမ်းနေရတာပေါ့ဟုတ်อืมတရုတ်ဆောင်နဲ့ကြာလွန်ချက်ကြတော့အဲ့လိုပြိတ်သက်အတိမတ်ပြူတဲ့တရုတ်ဆောင်တယောက်ဖြစ်ချင်တာ အဲအဲ့လိုမျိုးပေါ့နော်ပြိတ္တတ်ကနေပြီးတော့မှအာသူကမစိုးဘူးအဲသူကအစင်ကြေတဲ့ဒီဖက်မှာအဲအဲ့လိုမျိုးလေးပေါ့နော်ပြိတ္တတ်တစ်ခုခုအတိမတ်ပြုတ်ပေးတာတော့လွတ်ချင်ပါတယ်လို့ဟုတ်လွတ်ချင်ငယ်ငယ်တော့ကြာမလုပ်ရဲဘူးကြောက်တာလွတ်ချင်ကြာအဲ့လိုပြုတ်ဆောင်လုံးမဲ့ဆိုပြီးတော့အဲ့လိုမျိုးလေးအစိကူထဲမှာမတွေးရတာငယ်ငယ်တော့ကကြတော့ဟိုမှန်ရှိမှတော့ကွာနဲ့ကောအဲဟိုလိုဒီလိုတွေကတော့ပဲများတာပေါ့နော်ဒါပေမဲ့ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့လွတ်ချက်လည်းမထင်ထားအောင်အဲ့ကြောင့်မလို့ဆက်စပ်ကြတော့ presenter ပဲလုပ်ခဲ့ရလေအဲ့ presenter လုပ်ခဲ့ရနေပေမှာတရုတ်ဆောင်ဘက်ကိုအဲအဲ့လိုမျိုးအခွင့်ရရလို့ပေါ့နော်အဲ့လိုကူးဖြစ်သွားတာပါအဲ့လိုအဲ့လိုအရင်တော့ကိုကိုလုံနိုင်မယ်လို့မထင်ထားခဲ့ဘူးရှင်ဟာอืมအခုကကြတော့ဟုတ်ပဲဒီဘက်လိုပဲဘာလို့လဲဆိုတော့လွန်ချက်ရကြတော့အပြင်မှာဆိုရင်လည်းအာဒီ MC ပေါ့နော်ပွဲခမ်းနားမှုတွေလည်းလုပ်တယ်ပြီးသားပြီဆိုရင်ဒီတရုတ်ဆောင်ဘိုင်းမှာလည်းလုပ်တယ်ဆိုတော့အဲနောက်ခုလောက်က ဘယ်ဘက်သားနေလဲတော့မပြောတတ်သေးဘူးရှင်ဟုတ်အာဒီဇကာနဲ့ပတ်သက်ပြီးပြပြချင်တာကတော့ဇကာလေးရကြတော့အဲ့လိုတိနေကြဇကာရေထထူးခြားတာလေးရကြတော့ဒီမှာကတော့ဟိုဆရာတယောက်ရဲ့ ုံစံလေးတွေလည်းမြင်ရမယ်သူရဲ့ lifestyle လေးပေါ့เนาะအဲဆရာသမားတွေမှာကြာ lifestyle ကလည်းအမျိုးမျိုးရှိတယ်အဲ့ဒီထဲမှာမှဒီထဲမှာကဒီဆရာသမားမှာကိုမင်းမြတ်စွန်းဆန်ပေါ့เนาะကိုမင်းမြတ်စွန်းဆန်ကဆရာတယောက်ရဲ့အဲပေါ့ဘဝတွေပုံစံကိုသူကပုံဖော်ထားတာဆိုတော့ဒီဆရာတယောက်ရဲ့သူ့ရဲ့ဘဝအနေအမြင်အတက်ကြပြီးသွားပြီဆိုရင်ချစ်ချင်းမြတ်တာအမျိုးမျိုးကိုဆိုရင်တော့ဒီအခုစကားလေးရဲ့မှာတော့မြင်တွေ့ရမှာဆိုတော့ပြိတ္တတွေအကြိုက်နဲ့ထပ်တူကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်အားပေးကြပါအောင် လို့လည်းပြောချင်ပါတယ်ရှင်။